။အာမင်းစင်မာမြင့်တခြင်းကိုတန်သေးတန်ကြောင်နဲ့ထဆုံလို့ပွဲဖြစ်နေတဲ့ပိုးချဖြူခင်တို့ဇနီးမောင်နှံမင်္ဂလာပါရှင် Famous Selly News မှာပြန်လည်ချုပ်ဆွန်လိုက်ပါတယ်။အစရောအရင်စင်မမင်းရဲ့ရိတ်တခုလုံးနေပါမယ်ဆိုတဲ့တခြင်းကိုအတန်သေးတန်ကြောင့်နဲ့ကာမာထဆိုရကပိုးချပြုခင်းတဲ့ PK တွန်းဇနီးမောင်နှံမှာသူဆိုတလုံးလုံးကငလင်ဘေးမှာအလူတန်းလုတ်ခဲ့လို့အလုံးရဲ့ချစ်ချင်းမြတာတွေကိုရရှိထားတဲ့ပိုးချပြုခင်းတဲ့ PK တွန်းကတော့ခုဆိုရှယ်ပလန်နဲ့အစဲခံနေရတာလည်းဖြစ်ပါတယ် အရေးတစ်ခုလို့နေပါမယ်ဆိုတဲ့တခြင်းကတော့ယခုနှစ်တည်းအရင်းစင်မမင်းအောင်မြင်ဆုံးတခြင်းတွေကတပုတ်လို့ဆိုနိုင်ပါတယ်အထူးသဖြင့်အရင်းစင်မမင်းရဲ့အတန်ချွတ်ချူအေးလေးနဲ့တူအရေးတစ်ခုလို့နေပါမယ်တခြင်းလေးဟောင်းတော်တော်လေးကိုလိုက်ဖက်ကြီးကောင်းလူကြိုက်များတာဖြစ်ပါတယ် ဒီလိုလူကြိုက်များအောင်မြင်နေတဲ့တခြင်းကိုဆိုရကပိုးချပြုခင်တို့ဆောင်တွဲပါအားလုံးတည်ကြတဲ့အတိုင်းတရုတ်ဆောင်မင်းသမီးပိုးချပြုခင်နဲ့ခင်မောတဲ့ PK တွန်းတို့ဟာရှေးသွားနောက်လိုက်နေတဲ့ဆောင်တွဲတွေအဖြစ်အားလုံးကသတ်မှတ်ထားကြတာဖြစ်ပါတယ်အစောပိုင်းမှာတော့ PK တွန်းကတခုလက်ကလေးဘိမုံဆိုးဖို့ပိုးချပြုခင်ကရုပ်ရည်ချောမောလာပါတယ်မင်းသမီးမို့သူတို့နှစ်ယောက်ရဲ့အိမ်တော်ရေးအဆင်မပြေဘူးလို့ထင်ခဲ့ကြတာပါ ဒါပေမဲ့လည်းသူတို့နှစ်ယောက်ရဲ့အိမ်တော်ကြီးဟာတော်တော်လေးကိုအဆင်ပြေနေတာကိုလည်းတွေ့ရပါတယ်။ PK တွန်းဟာအိမ်တော်ဦးစီးပီတာစွာနဲ့ပိုးချဖြူခင်ကိုလူလေးသေးမရှိဖြစ်စီပေးတယ်လို့ပိုးချဖြူခင်ကလည်း PK တွန်းပေါ်ကိုအိမ်တော်ရှင်မကောင်းပီတာစွာမိခင်ကောင်းပီတာစွာနေထိုင်နေတာပါ။ဒါပြင်သူတို့နှစ်ယောက်ဟာရှေ့သွားနောက်လိုက်နေတယ်လို့ခီးသွားရင်လည်းအတူတူမွေးနေ့လုံလည်းအတူတူအလူတန်းလုံလည်းအတူတူပရိုင်တာလုပ်ငန်းတွေကိုလည်းအတူတူလုပ်ကြတာဖြစ်ပါတယ်။အထူးသဖြင့်ပိုးချဖြူခင်နဲ့ PK တွန်းတို့ဇနီးမောင်နှံတယောက်ဟောင်းတယောက်ကလှုပ်ချင်နေဆိုနောက်တစ် ောက်ကပါရမီဖြည့်ပေးဖို့အစဉ်သစ်ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လေမယားနေအောင်ရေခဲတောင်တက်လဲအတူတူဖြစ်နေတာပါ။ ဒါကြောင့်လည်းပြိတက်တီးကပိုးချပြုခင်တို့ဆောင်တွဲခွင့်အားကျကြတာဖြစ်ပါတယ်။အခုကမှလည်းပိုးချပြုခင်က17လ2025လမင်္ဂလာနှစ်ပတ်လည်နေ့တွင်လင်မယားနေအောင်အမတ်တရဖန်တီထားတဲ့ဆူရွန်အိုင်းရင်းစင်မမြင်ရဲ့အရေးတခုလို့တခြင်းကိုချပြလာတာဖြစ်ပါတယ်။အဆိုပါတခြင်းကိုတော့ PK ထွန်းနဲ့ပူဇော်ပြုခင်တို့ကတီဆိုထားတာဖြစ်ပြီး music video ကိုမန္တလေးနမ်းမြူရွှေရှိမှာရိုက်ခဲ့တာမို့ပိုပြီးအမှတ်ရစရာတွေများတဲ့ music video လေးပါဆိုပြီးပူဇော်ပြုခင်ကပြောလာတာပါ ဒါပြင်ပိုးချဖြူခင်ကရန်ကြိုက်ခင်ရတဲ့တခြင်းလေးကိုကိုဗိုင်ဖာရှင်အသင်းနဲ့တီးဆိုခွင့်ပေးခဲ့တဲ့တင်းဆရာကိုတီယန်ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ပါမင်ကူညီပေးခဲ့တဲ့သူတယောက်ချင်းစီတန်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။အရင်တစ်ခုလိုတခြင်းလေးကိုမေလ31ရက်နေ့ည7:00နာရီချိန်ပိုးချဖြူခင်ဆိုင်းမန်ပေ့ချ်မှာတင်ပေးပါမယ်ရှင်ဆိုပြီးတခြင်းတီစာမီးလေးကိုထုတ်ချွန်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းပိုးချဖြူခင်းတဲ့ PK ထွန်းတို့ဟာ professional ဆိုလို့ရမဟုတ်တာကြောင့်အတန်းကတော့ညောင်နာနာနဲ့အတန်သေးတန်ကြောင်ဖြစ်နေတာပါ။ဒါကြောင့်လည်းပြိသက်တွေကတော့ Iris ရှင်မမင်းရဲ့တခြင်းပြတ်ပါပြီဆိုပြီးဝေဖန်ကြတာဖြစ်ပါတယ်။တချို့ကလည်းတီးအစီအအနေနဲ့ဘာကြောင့်ပိုးချဖြူခင်းတို့ကိုရောင်းတယ်ဆိုပြီးမိကွန်းထုတ်ကြတာဖြစ်ပါတယ်။တချို့ကတော့ပိုးချဖြူခင်းတဲ့ PK ထွန်းဟာတော်တော်လေးကိုချမ်းသာကျွမ်းဝတာမို့ပတ်စံရှင်ရင်ဘာမစုံလုံနိုင်ကြောင်ပြောနေကြတာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအာရင်စင်မာမြင့်တခြင်းကိုအတန်သေးတန်ကြောင့်နဲ့တီဆိုတဲ့ပိုးချပြုခင်းတို့ဆုံးတဲ့ပုံမှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်။